အနိုင်ပြောရရင်ပြည်ဦးနေမြေစီကတအားကိုတဟုန်လို့တက်နေတာပြောရမယ်ဆိုရင်ဒီမြေရဲ့ဒုက္ခဒုက္ခပေါ့နော်ဒုက္ခဒုက္ခရောက်လာတဲ့ခါကျတော့မြေလည်းတော်တော်ရှာသွားပြီမောင်မွန်တို့ခုစောက်တယ်ရောင်းနေဆိုလို့ရှိရင်လည်းမောင်မွန်တို့ရောင်းပေးနေတာမှနောက်တစ်ကြော့မြေပြန်ဝယ်ဖို့ဆိုတာတော်တော်ကိုရှာပါသွားပြီအဲ့တော့ဒီအင်္ဂလိပ်တွေကမြေစည်းသက်သာပဲရှိတဲ့အင်္ဂလိပ်တွေအဲ့တော့မြေစည်းသက်သာနဲ့ရမယ့်အင်္ဂလိပ်တွေကိုလက်ဦးထားပါယူထားပါ နောက်တစ်ကြော့မမုံရေဟဲဟိုတစ်ခေါက်တော့မှကျတော့ဒီအိမ်ရဒီဈေးနောက်တစ်ခေါက်ပြန်ထွက်လာဒီဈေးလို့တော့မထင်ပါနဲ့တကယ်ဈေးတွေကတအားတက်နေလို့ပါအဲ့တော့မြေဈေးတန်တာနဲ့ရမယ့်နေရာပြမယ်နောက်တစ်ခုကမြေဝယ်တဲ့ခါကြလို့ရှင်အနည်းနာမှလူနေကြီးပတ်ဝန်းကျင်ရှိလားလို့မေးကြတယ်အဲ့ဒါလည်းအရေးကြီးတဲ့အချက်ပဲအရေးကြီးတဲ့အချက်တွေထဲမှာတစ်ချက်ပါဝင်တယ်ဘာလို့ဆိုတော့အခုခေအခုခါရဆိုလို့ရှင်အနည်းနာမှလူနေအင်ကြီးပတ်ဝန်းကျင်ရှိတဲ့နေရာမျိုးကိုမှလူရဲ့နေကျင်ကြတာအဲ့တော့နေရာကောင်းရမယ်အိမ်ကောင်းရမယ်မြေမျိုးစား ဒါဒီလက်ပံကုန်းကျေးရွာဖြစ်ပါတယ်ရှေ့မှာဆိုကျေးရွာဆိုင်မှုရှိတယ်အဲ့တော့ကျေးရွာရဲ့ရွာမြေဖြစ်တယ်အဲ့တော့ရွာမြေမြေမျိုးစားရောလူနေပတ်ဝန်းကျင်ရှိမှုရောအိမ်ကောင်းမှုရောကြည့်မယ်နောက်တစ်ခုဈေးနှုန်းဒီအင်္ဂလိပ်ကလေသိန်း1800ကိုညှိနိုင်တယ်ဒီအင်္ဂလိပ်သည်ညနေစာဒီ40ရှိပါတယ်နောက်က60ရှိပါတယ်ပေ40 60အကျယ်ပေါ်မှာတိစောက်ထားတဲ့ဒီအင်္ဂလိပ်ဖြစ်ပါတယ်ဆိုတော့ပိန်းနေပြပါတယ်ဒီမှာ landscape ရေမြင့်ပြေဆုံးတော့အသိနေလေးဖြစ်မှာသိလားဒီမှာဆိုရင်ကမကင်တစည်း ဒီမှာတစီစုစုမတရားရမယ်ဆိုရင်နှစ်စီးရတယ်ဒီနီနာမှာဟိုနာမှာနောက်ပြီးတော့ဟိုဘက်မှာဟိုဘက်မှာလူနေအင်ဂျီပောင်းဝင်းချင်းနေပြေးွားရှိပါတယ်ဒီမှာဆိုရင်အနောက်မှာလေမြေသားဖို့ကြံသေးရဲ့တီလားမြေသားဖို့ကြံတဲ့အတွက်ကြောင့်မို့လို့ landscape လုပ်မယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ဒီဘက်မှာဆိုလည်းအပင်ဒီပင်လေးအောက်မှာဆိုလည်းစပွဲဝါးလေးနဲ့ထိုက်မယ်ဆိုလည်းအဆင်ပြေတယ်ဒီမှာဝရဏနေရာကျဲမမွတ်လေးဝရဏကျဲပိုင်းရမ်းကြိုက်တာအခုအဲ့တော့ ဒီမှာဝရဏာကျဲလေးမှာစပွဲကုံလေးနဲ့ထိုင်မယ်အေးစစ်စစ်ပဲရှစ်မှာဆိုလို့ရှိရင်အင်ဂျီပောင်းဝင်းကျင်နေကိုအနီးနားကြီးကြည့်မယ်လုံးဝရက်ွက်ဆန်ဆန်ဒလိဆန်ဆန်လေးရမ်းချစ်ဖို့ကောင်းတယ်လားတော့ပြမလားဒါလေးကလေဗရွန်လေးဖြစ်ပါလေရှင်အဲ့တော့ လီဗင်ရောဆိုလို့ရှိရင်လည်းကြဲကြဲလုံးလုံးရှိရဲဒီမှာဖះဆင်းလေးကတော့ဒီလိုလေးထားထားပြီးရဲပေါ့နော်ဖះအကြောင်းဆောင်ကတော့ဒီလိုပုံစံနဲ့ထားပြီးရဲအောက်မှာဆိုလို့ရှိရင်လည်းကပီနက်လုံးလို့ရအောင်လို့ဆိုပြီးမှတကားလေးနဲ့တခြားပါတယ်အဲ့တော့အိမ်လေးကရိုးရိုးရှင်းရှင်းလေးပဲဒါလေးက single ခန်းလေးဒီအိမ်မှာက single နှခမ်းပါတယ် master bedroom တစ်ခန်းပါတယ် kitchen နဲ့တိုင်းနေပါတယ်ဒါလေးကလည်း single ပါပဲရှင်ဒါလေးက master bedroom လေးပါ လမ်းမရက်လေးတကွမ်းငုတ်ဂုတ်ကွက်လေးဖြစ်တဲ့ခါကျတော့တကယ်ကိုရမ်းလာရေပေါ့နော်အလေးကကစ်ချန်နဲ့ဒိုင်းနီးလေးဖြစ်ပါတယ်ရှင်အဲ့တော့ပြမယ်ဒါလေးကကွန်မွန်ပတ်တန်တပူစီပါအဲ့တော့ဒင်းကလေးကိုစိတ်ဝင်စားရင်ဒင်းကလေးရဲ့သေစိတ်အချက်လက်တွေကိုသိရှိလိုခဲ့ရဆိုလို့ရှိရင်မမွန်တို့ရဲ့ limit ဖုန်းနံပါတ်39 40 60 999ဆက်သွယ်စုံစမ်းနိုင်ပါတယ် limit page မှာစုံစမ်းနိုင်လို့မမွန်ကောင်မလေးစုံစမ်းနိုင်ပါရှင်ကြည့်ရှုပေးကြတဲ့ဒုတိယချက်စီရန်ကျေးဇူးတင်ရှိပါတယ်